ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဆက်နေချိန်မှာမာစတာကီ၃မျိုးကိုပြန်လည်မြောက်ပြီးတော့မှဖြစ်တယ်ပေါ့နော်။၃မျိုးနေလေးကီရှိ၃မျိုးနေကီ၃မျိုးနေလေးကီမှာဆိုရင်ကျွန်တော်ပုံ၃ညနေပုံတူတာဖြစ်တယ်ပေါ့နော်။အဲ့ဒီမှာနေလေး၆ဆိုတဲ့အတွက်ဒီကီ၃လုံးစလုံးပေါ့နော်။အောက်ကြီးသွားတာဖြစ်ပါလေ။ Okay ဒါဆိုရင်ကျွန်တော်ဒီဆက်နေချိန်အတွက်မာစတာကီကိုအရင်ဆုံးလေ့လာကြည့်အောင်ပေါ့နော်။ ပင်ပေါင်း90ရာနေစပြထားတာဖြစ်ပါတယ်ခွန်ကိုတင်မှာ6ဒလုံးပေါ့နော်6ရှောင်းနေဒုံညာဒုံညာလေးလေး1 2 3 8 8 4 3 3 6 6 3 9 2 3 9 9 9 9ဒလုံးခွန်ခွန်9ပေါ့နော်9 9 9 9 3ခွန်ခွန်4 8 9 4 6 5 6 3 8 6 8 9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  3ရက်5ရက်3နှစ်နေ့တလုံး3နှစ်ကျွန်တော်တို့တော့ညနေလေးအထီးကိမှာတော့နေလေး6ဖြစ်ပါတယ်ခင်ဗျာနေလေး6ဆိုတဲ့အတွက်ကြောင့်မို့ဒီတော့ညနေလေးထက်ကနေ့ရက်၄ရက်ဆိုပြီးတော့ထိတ်စီနဲ့အလေထိန်မှာဖြစ်တယ်ဗောနော်ကျွန်တော်အကြိမ်အားဖြင့်60နဲ့9ကြိမ်အထိရှိတော့ခဲ့ပြီဖြစ်ပါတယ်โอเคဒါလေးကိုကျွန်တော်ဒီ73ကြိမ်မှာလဲအထောက်အကူရအောင် ပြန်လည်မြောက်ပြီးတော့มาဖြစ်တယ်ဗောနော်မင်းပေါင်း60နဲ့80ကျင်းအထိဗောနော်โอเคခုလို့စေတော့ဒီကီးဒီလုံးဝပြက်ပြီးမရှိသေးဘူးဗောနော်သူရဲ့နီးလေးကတော့ဒီဟာလေးဗောနော်6669993333939933932399နှစ်3992 3992မှာတော့2460ဆိုတဲ့အတွက်ကြောင့်မို့2ရ4ရဆိုပြီးတော့ key နှလုံးစလုံးပေါ့နော် အလယ်နဲ့ထိစီနေရမှာဖြစ်ပါတယ်။ Okay ဒီနည်းကို73ချိန်အတွက်ထပ်ပြီးအတူတူလေ့လာကြအောင်။ကဲရဲကျွန်တော်ပေါင်းတာမှားသွားခင်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube comment လေးမှာညှိတာပြီးဖို့တောင်းဆိုပါစေ။ဒါဆိုရင်ကိုလေးကိုနေလေး6ရဲ့ကိုတိပြီးရင်683ညပါနော်683ည169 9 8ပြီးရင် နိ6တိဖြစ်ပါတယ်။ Okay ဒါဆိုရင်အပေါ်ကနိအတိုင်းပဲဒီ9နှစ်ကြိမ်ပေါင်းမယ်နိမှာ2ကြိမ်ပေါင်းမယ်ပြီးရင်ဒီအပိတ်6မှာ2ကြိမ်9မှာ2ကြိမ်ဒီ6နဲ့8နဲ့မှာ2ကြိမ်နိမှာ2ကြိမ်တိမှာ2ကြိမ်9မှာ2ကြိမ်ပေါ့နော်8မှာ2ကြိမ်နိမှာ2ကြိမ်ကိုအပေါင်း8နဲ့အထပ်ပေါင်းပေးရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်အတူတူပေါင်းကြည့်မယ်ပေါ့နော် ဒီ9နှစ်ကြိမ်18နှစ်နဲ့ပေါင်းရင်30 6နှစ်ဒီ9ပေါင်း15 69ပေါင်း15ဆိုတော့30ပေါ့နော်6နှစ်10ပေါင်းတာက14ဖြစ်ပါတယ်လေးပဲရေးမယ်ပေါ့နော်ဒီ3နှစ်ကြိမ်ပေါင်းနှစ်နှစ်နဲ့9ပေါင်းတာက17ဖြစ်ပါတယ်တပည့်ရေးမယ်8နှစ်ကြိမ်ပေါင်း16ပေါ့နော်7နှစ်နှစ်ပေါင်း30 7နှစ်နှစ်ပေါင်း30အပေါင်းမှာ8တလုံးကျန်တာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်ဒီ၄နဲ့တစ်ပေါင်းချင်း၅ပေါ့နော်၅ကို၈နဲ့ထပ်ပေါင်းတော့73ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်3 9ခွန်မာကနန်အတိကီ3လုံးဖြစ်မယ်ပေါ့နော်ဒါကျွန်တော်တင်ချာနီးအရာပေါ့နော်တင်ချာနီးအရာ3 9ခွန်အတိကီရာနေတာဖြစ်ပါတယ်ခင်ဗျာမာကနန်ဖြစ်မယ်ပေါ့နော်ဒါဆိုရင်60နဲ့ချစ်ချင်အတိဖြစ်တယ်ပေါ့နော်ခုလိုလိုစေတော့ဒီကီဒီလုံးဝကိုပြည့်ပြင်မရှိသေးဘူးခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ပြည့်ခဲ့တဲ့တစ်ပတ် ်3ည4ကီအဆက်ဒီ73ကြိမ်အတွဲပေါ့နော်ဒီမှာပြန်ဖြည့်ပေးမယ်ဒီမာစတာအထီကီပေါ့နော်မာစတာကီမာစတာအထီကီဒီနီးနံပါတ်3ဒီ73ကြိမ်အတွဲပေါ့နော်73ကြိမ်အတွဲကျွန်တော်တို့35ခုမာကနန်းအထီကီဖြစ်မယ်ခင်ဗျာ35ခုမာကနန်းဖြစ်ပါတယ်ခင်ဗျာ โอเคဆက်ပြီးတော့ကျွန်တော်နိနံပါတ်နိနဲ့နံပါတ်3ကိုလည်းအတူတူလေ့လာကြည့်မှာပေါ့နော်โอเคနိနံပါတ်2ကတော့ဒီဟာလေးဖြစ်ပါတယ်အလေတုံမဟုတ်အပိတ်နေရာမှာဖြစ်တယ်ဗောနော်ဒီ95ဒီ99တုံညာ99ခွန်95ခွန်အနည်းတပင်ရှင်းပြန်ပေးထားတာဖြစ်ပါတယ်93953 6တုံညာ3 2 6 6 8 4 8 9 9 8 8 8 6တုံညာ69တုံညာဗောနော် သူဒီအလေမဟုတ်ရင်အပိတ်နေရာမှာရှာပေးလိရှိတယ်ပေါ့နော်689 636နိနိတိ8463 683တို့များကို0099ဒီလိုလေးဖြစ်ပါတယ်โอเค3883939539နဲ့ဒီ73မြတ်မြတ်မှာ246ဆိုတဲ့အတွက်အထူးကြီးနှစ်တလုံးထိတ်စီးနေရတာဖြစ်ပါတယ် နှစ်ကြိမ်ဆက်တိုက်သူအလေတော့မဟုတ်အပိတ်ဆိုပေမဲ့ဒီနှစ်ကြိမ်ဆက်တိုက်ထိစီနေရဖြစ်သွားတယ်ပေါ့နော်ဒီနီးနီးကတော့ခွန်ခွန်ကိုကနေကျွန်တော်ပြင်ရှင်းပြပေးထားရှင်းဖြစ်ပါတယ်3နှစ်3တုံညာကို8တုံညာနှစ်မှာကျွန်တော်နီလေးရှောက်ဆိုတဲ့အတွက်နှစ်ထီကီနေ့တလုံးထိစီနေရကဖြစ်ပါတယ်ခင်ဗျာโอเคဒီနေ့အတိုင်းပဲကျွန်တော်73ချိန်အတွက်အတူတူထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော် ကိုလေးကိုနီလေးချောင်းကိုတိ683ညာ683ညာပြီးတော့169ကိုကိုတင်ချင်းပြီးရင်26တဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်အပေါ်ကနေအတိုင်းပဲငားမှာတစ်ကြိမ်ဆိုတဲ့အတွက်ဒီကိုမှာတစ်ကြိမ်ထိမ့်မှာကို၄ကြိမ်ပေါင်းမှာဖြစ်ပါတယ်။နေထိမ့်မှာ၄ကြိမ်ပေါင်းမယ်အလဲမှာတစ်ကြိမ်ကိုမှာတစ်ကြိမ်ပေါ့နော်ပြီးရင်ဒီတစ်မှာတစ်ကြိမ်အလဲက6ကို၄ကြိမ်ပေါင်းအောင်မှာဖြစ်ပါတယ်။ပြီးရင်ဒီကိုကို၅ကြိမ်ပေါင်းမယ်။ ဒီကိုကို၃ချိန်ပေါင်းမယ်အစ်မတစ်ချိန်အပေါင်း၉နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့လေးချိန်ပေါင်းရှင်းဒီရှင်းရတယ်ပေါ့နော်။ရှင်းနဲ့လေးပေါင်းစနစ်ဖြစ်ပါတယ်။ဒီ၉နဲ့ချိန်ပေါင်းရှင်းကလည်း၈ဆိုတော့ကျွန်တော်တို့နေ့နဲ့ရှင်းနဲ့ပေါင်းရှင်း၃ညဖြစ်သွားမယ်ပေါ့နော်။အာဆွင်း6က4ချိန်ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်း24 4တိပေါင်းက9နဲ့8နဲ့ပေါင်းရင်73ရမှာဖြစ်ပါတယ် 3ပဲရည်မယ်ပေါ့နော်ကို3ကြိမ်ပေါင်းချင်း29 29ကိုတင်းနေပေါင်းတော့28 10ပဲရည်ပြီးတော့ကိုနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်3နဲ့10ပေါင်း71တင်းနဲ့9ပေါင်း30ရှိရတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ73ကြိမ်မှာနီးအရာ3ညနေလေးစုံကနအထီးကီး3လုံးဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီနီးနံပါတ်2ဒီ၃ညနေလေးစုံကနဖြစ်နေတယ်ဗောနော် 3ညနေ့၄ဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင် ခုနမှထပ်ပြေးမယ်ဗောနော်3-9ခုရဲ့3ညနေ့၄ရဲ့စုံနဲ့မာနဲ့တွေ့ပြီဖြစ်ပါတယ်โอเคနောက်ထပ်နီးနံပါတ်3ကိုလည်းဆက်ပြီးလေ့လာကြအောင်နီးနံပါတ်3ကနံပါတ်40ကနေစပြီးပြပေးထားတယ်ဗောနော်9-9ကီးမှာ9ဒလုံ6-9တုံညာ3ရဲ့5ရဲ့5-9 3 5ဒလုံ5တုံညာအလေး ကိုတီတုံးထဲက3 5တုံးများ3 6ရှောင်းရှစ်ထဲက6 3 3 6တီတုံး9ထဲက3တုံးများ4 8 9 6ရှောင်း9 6တုံးများ6 6ရှောင်းနှင့်6ရှောင်းကတုံးများနှစ်လေးထဲကကျွန်တော်အထီးကြီးနေတဲ့လုံး9ရှောင်းနှင့်တုံးများလေးလေးနှစ်နှစ်တည်း၈၄3 3 6 3 9 9တုံးများ9ခွန်ရ9ရ009 3ည9 3ည3ညဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ပြင်မှာ9 3988383688988333နေပေါ့နော်83ညနေထက်ကနေတလုံး3ခုနေကျွန်တော်ပြခဲ့တဲ့ပါတုံညာနေလေးစုံကနအထီထက်ကနေလေးချောင်းဆိုတဲ့အတွက်အဲ့ဒီမှာနေကိုလေးကိုဖြစ်ပါတယ်ပေါ့နော်နေကိုလေးကိုအလင်းနဲ့ထိစီနေရမှာဖြစ်ပါတယ်အချိန်အားဖြင့်ဆိုရင်တော့ကျွန်တော်69ကျင်းအထိရှိသွားခဲ့ပြီဖြစ်ပါတယ် 60နဲ့ချစ်ချိန်ဒီ73ချိန်အတွက်ကျွန်တော်အထပ်ပြီးအတူတူလေ့လာကြည့်မယ်ပေါ့နော်ခုလိုလိုဈေးတော့60နဲ့9ချိန်အထိပြည့်ပြီးမရှိသေးဘူးပေါ့နော်အဲဆိုရင်ကျွန်တော်ဒီအပေါင်းအနည်းနဲ့ထပ်ပေါင်းမယ်ပေါ့နော်အဲဆိုရင်9နဲ့ချိန်ပေါင်းရှင်း30မြောက်ပဲရှိမယ်9နဲ့2ပေါင်းတာက73 3မြ3ချိန်3မြ4နဲ့ချိန်2နဲ့ချိန်4 4ပေါင်းရှင်းချရမှာဖြစ်ပါတယ်3က3ချိန်ပေါင်းရှင်း9 တက်ကတကြိမ်၃၆ပေါင်းရှင်းဒီကိုကိုနေနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ဒါဆိုရင်တင်းနဲ့၉ပေါင်းတင်းနဲ့၈ပေါင်းကိုကိုနဲ့တက်ပေါင်း၃၀ကိုနဲ့၉ပေါင်း၁၈နေနဲ့ပေါင်းရင်၂၀ဆိုတဲ့အတွက်တုံများတစ်လုံးကျန်တယ်။တုံများနစ်ပေါင်းတာနစ်နစ်ကိုနစ်ပေါင်း၄တုံများနစ်၄ကီးမှာနစ်၄၆ဆိုတဲ့အတွက်အထီးကနစ်ရ၄ရထိစီနဲ့အလေဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့တုံညနေလေးထက်ကနေလေး6အထင်ကြီးနေရနေရဖြစ်ပါတယ်ခင်ဗျာ โอเคဆက်ပြီးတော့ကျွန်တော်တို့ဒီ73ချိန်အတွက်ဒီနေ့အတိုင်းပဲထပ်ပြီးလေ့လာကြအောင်ပေါ့နော်9နှစ်ချိန်78ကို၄နှစ်ပေါင်းရင်20နှစ်၄နှစ်6ပေါင်း30 9 3ချိန်ပေါင်း89နှစ်8နှစ်ပေါင်းရင်3ည6ကတချိန်6နှစ်8ပေါင်းရှင်းဒီ9ကို၄နှစ်ထပ်ပေါင်းရမှာဖြစ်ပါတယ်ခင်ဗျာနင်းနဲ့ခွန်ပေါင်း9ခွန်ရနှစ်ရပေါင်းရှင်း9 9နဲ့9ပေါင်းတာ78ရတယ်ပေါ့နော်8နဲ့6ပေါင်းရှင်း20နဲ့4 လေးပဲရည်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်လေးချောင်းရှိစုံကနန်းအထီကီ၃လုံးဆိုပြီးတော့ရာနေတယ်ပေါ့နော်။ဒါဒီပင်ရှိအထီကီဖြစ်ပါတယ်။ကိုလိုလိုစိန်တော့ပြတ်ပြင်းမရှိသေးတဲ့ပင်ရှိကီဖြစ်ပါတယ်။ဤအရာလေးချောင်းရှိအထီကီ၃လုံးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ခုနမှာထပ်ပြေးမယ်ပေါ့နော်။ 3ခွန်ရဲ့၃ညာနေ့၄ရဲ့၄6ရက်ဆိုဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်3ခွန်နဲ့၄6ရက်နဲ့တွဲမယ်ဘောနော်ဒီဟာပင်ရှိဖြစ်ပါတယ်၃ညာနေ့၄ဆိုတာကလေတုံးမဟုတ်အပိတ်ဖြစ်ပါတယ်ထိတ်စီနေရာမှာအခုလုံးလုံးစေပေးနေတယ်ဘောနော်ဒါဆိုရင်ကျွန်တော်3 4 3 6 3 8ဆိုပြီးရတယ်ဗောနော်1နဲ့3နဲ့ကိုတွဲတာဖြစ်ပါတယ်ဒါဆိုရင်5 4ရန်5 6ရန်5 8ရဆိုပြီးထပ်ရတယ်ဗောနော် နောက်ထပ်တစ်ခုက9အနေနဲ့ခွန် လေခွန်ချောခွန်ချစ်ဆိုပြီးတော့ကျွန်တော်ဒီအတွင်းကိုသွေးရတယ်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်ဤအရာပေါ့နော်။နောက်ထပ်တစ်ခုကကျွန်တော်ဒီ9 9 4 4ခုနှစ်9ခုကို3ည3ည6 3 3 9 6 3ည3 6 6 6 6789863669993ဖြစ်ပါတယ်3ညတစ်လုံးပါနော် င်းတော့များ336တုံများ၄တရှေလျှောက်ခွန်6တုံများ666နှစ်ပြီးရင်ဒီဖဲစာမျက်နှာမှာ665ဘောနော်အတိကင်းလျှောက်သလို96နှစ်တုံများ၄၄နေနေတရှေလေး363နှစ်တုံများ9009 900 689ဘောနော်8ကအလေးဖြစ်ပါတယ်နိနေခွန်မှာနေတီထိတ်စီးနေအလေး3883တုံများ935နှစ်39နှစ် ကျွန်တော်ဒီ656အထီကိမှာတော့နိလေး6ဆိုတဲ့အတွက်အထီကိ6ကို6ကို အလဲနဲ့အပိတ်နေရာမှာဖြစ်ပါတယ်ခင်ဗျာနိလေး6ပါနော်ဒီ6ကတော့အလဲ6ကအပိတ်6နိလေး6ဖြစ်ပါတယ်အကြိမ်အဖြစ်ဆိုရင်တော့90နဲ့3ကြိမ်အထိပေါ့နော်90နဲ့2ကြိမ်အထိပြင်ပြင်လုံးဝမရှိသေးဘူး 73ကြိမ်အပါဆိုရင်တော့93ကြိမ်ရှိမယ်ပေါ့နော်။သူရဲ့နှီးကိုလည်းကျွန်တော်အတူတူထပ်ပြီးလေ့လာကြည့်မယ်ခင်ဗျာ။တင်းနေ3ကီးမှာ3-5နှစ်ပေါ့နော်။ဒီမှာတင်းနေ3ကီးမှာ3-5နှစ်၊ရှစ်ကိုတော်များကီးမှာ3-9နှစ်၊ဒီမှာရှစ်ကိုတော်များမှာ3-9နှစ်၊6-6မှာ4-6ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီနှီးအတိုင်းပဲ73ကြိမ်အတွက်လေ့လာကြည့်မယ်ပေါ့နော်။9-9 sorry 9-6 4-6 6-9 6839တေ69ပြီးရင်တော့9တေ6နေ6တေဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ထိပ်စီးကို၄ချိန်ပေါင်းရမှာဖြစ်ပါတယ်။တချိန်နှစ်ချိန်၃ချိန်၄ချိန်ပြီးရင်ဒီ9ကို1ချိန်တင့်မှာ1ချိန်6နဲ့3မြောက်မှာ1ချိန်စီတင့်နဲ့6နဲ့မှာ1ချိန်စီ9ရက်8ရက်နေ့2ချိန်6တချိန်အပေါင်းနေဖြစ်ပါတယ်။ ၃လေးချိန်ပေါင်းရှင် sorry နှစ်လေးချိန်ပေါင်းရှင်ရှိရတယ်ပေါ့နော်၉နှစ်ချိန်၁၈တင်းနဲ့ပေါင်းရင်၁၉၆နှစ်၃မြနဲ့က၆၁၉တင်းနဲ့၆ပေါင်းတာခွ၉နှစ်၈ပေါင်းတာက၁၉ခွ၆နှစ်ပေါင်းရင်30အပေါ်မှာရှိတဲ့နှစ်နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဒါဆိုရင်ခွနဲ့ခွန်ပေါင်း၁၄လေးနဲ့၆ပေါင်း၃၀ရှင်းနဲ့နှစ်ပေါင်း၃၀ဒီမှာ၉တလုံးချန်တဲ့အတွက်ကြောင့်မို့၉တုံများတက်ကြီးရမှာဖြစ်ပါတယ် ။ဒါဆိုရင်လေးငါးရှောင်းနေရာမှာရွှေဒီ72ကျိန်73ကျိန်အတွက်ကိုယ်တော်များတည်ကြီးဖြစ်ပါလေခင်ဗျာ။ပင်ရှင်ကီး၃လုံးနီးဖြစ်ပါလေပေါ့နော်။ကိုယ်တော်ညာတည်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ပြပြမရှိသေးတာကဒီ39ခွန်ကီးရဲ့၄လျှောက်ရှိကီးရဲ့ကိုယ်တော်များရဲ့ဒီမှာကနန်းမတူတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ73ကျိန်မှာတော့ဒီကီး၃လုံးနီး၃မျိုးထဲကတန်းတစ်လုံးဖြစ်သွားမယ်ပေါ့နော်။ 468ဆိုတဲ့အတွက်ကျွန်တော်39ခွန်ထဲကတလုံးဖြစ်မယ်9တုံညာတစ်ထဲကတလုံးဖြစ်မယ်468ထဲကတလုံးဖြစ်ရမယ်ဖြစ်ပါတယ်ဒါကျင်တော်တို့တင်ချာနည်းအရာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တတန်းတလုံးကိုပေတန်နဲ့ပြီးတော့တုံးလုံးပေါင်းရှင်ပြိတဲ့ညီလိုက်ပြီးသွားပြီပေါ့နော်ဒီကီးကတော့ကျွန်တော်ပင်ချာကီးပေါ့နော်ကျွန်တော်ပြီးခရီးတစ်ပတ်မှာကီးပုံတူကီးဆိုပြီးတော့တင်ပေးထားတာဖြစ်ပါတယ်ပင်ရှားကီးပေါ့နော်395 693များ93 365ပြီးရင်နိနစ်တနိတုံများကို3006ခွန်3တုံများကိုကျွန်တော်ပြီးခရီးပတ်656 656ဆိုတော့ပုံတူကိနှစ်ခုမှာနိလေး6ဆိုတဲ့အတွက်အတိကိလေး6ရဲ့ဆိုပြီးတော့ဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒါလေးကိုတော့ကျွန်တော်ပင်ချဖြစ်တဲ့အတွက် နောက်ထပ်နှစ်ပင်စောင်းပြီးမှရမှာဖြစ်တယ်ဗောနောနောက်ထပ်နှစ်ပင်ရတဲ့အချိန်ကျမှကျွန်တော်ထပ်ပြီးတင်ပြသွားမယ်ဗောနောโอเคကျွန်တော်ပြည့်ခရတဲ့ဘက်မှာ656 656ဆိုပြီးပြပေးထားတယ်ဗောနောကီးနှစ်ခုစလုံးโอเคတယ်ဒီတစ်ပတ်မှာတော့9တုံများတည်ဖြစ်ပါတယ်ဒီ73အချိန်မှာတော့တန်းတစ်လုံးဗောနောဒါလေးကိုကျွန်တော်ပြိနေညီလိုက်ရင်အဆင်ပြေမယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်